ကိုကန့်တက် MNDA နဲ့စစ်ကောင်စီတို့နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေမှာတိုးတက်မှုအခြေအနေကိုတိကျကျမသိရပေမဲ့လည်းမျိုးကနေကိုကန့်တက်တွေစုခွာဖို့သတင်းတွေထွက်နေတာနဲ့လေကြောင်းကနေတိုက်ခိုက်ခံရမှာကိုစိုးရင်ထိတ်လန့်နေကြတယ်လို့လာရှုမျိုးဒေသခံတွေကပြောပါရယ်။လာရှုမျိုးကိုသိမ်းပိုက်ထားတဲ့ MNDA ဟာအခုနှစ်ဇန်နဝါရီလမှာတရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကောင်စီတက်တဲ့ဆွေးနွေးချိန်မှာနှစ်ဖက်တက်တွေအပြည့်ရဖို့သဘောတူညီမှုရခဲ့တယ်လို့တရုတ်အစိုးရကကြေညာခဲ့ပါရယ်။ အပြည့်ရဲ့သဘောတူညီမှုနဲ့အတူ MNDA တက်ကလမ်းရှုမြို့ကနေလာမဲ့ဇွန်လမှာနောက်ဆုံးထားပြီးတော့အတုံးလိုက်ဆုတ်ခွာပေးရမယ်လို့သဘောတူခဲ့ကြကြောင်းတရုတ်နေဆက်သတင်းရင်းမြစ်တူကမြန်မာနိုင်ငံကိုပြောခဲ့ပါတယ်။အခုရပိုင်းမှာလည်းအဲ့လိုသတင်းတွေထက်ထွက်လာပြီးတဲ့နောက်မြို့နာကတ်တွေစိတ်ပူနေကြတယ်လို့အသက်30ကျော်အရွယ်လမ်းရှုမြို့ကန်မြို့သားတူကပြောပါတယ်။စစ်မှုထမ်းဥပဒေနဲ့လူသစ်စုနေတဲ့စစ်ကောင်စီတပ်ပြောင်းဝင်လာရင်စစ်သားစုဆောင်ခံမှာကိုလည်းစိတ်ပူနေကြအကြောင်းတူကဆက်ပြောပြပါတယ်။ မြို့ကိုစွန့်ခွာခဲ့ကြတဲ့ဒေသခံတော်တော်များများဟာဓာတ်ရှိုးကိုတော့အခုပြန်လာနေကြပြီးမြို့မှဈေးနဲ့တခြားဈေးငွေတွေလည်းပြန်လည်စီကားနေပြီဖြစ်ကာကုန်စည်နှုန်းလည်းကျလာတယ်လို့ဒေသခံတချို့ကလည်းပြောပြပါဗျ။လက်တလုံးမှာတော့ဘုံကိုချင်းတွေကိုပြန်ပြီးတော့တန်ရှင်းလုပ်တာတခြားလူမျိုးနေမျိုးတွေမှာအိမ်ကန်းငါးဖို့စုံစမ်းတာတွေလည်းရှိတယ်လို့ဓာတ်ရှိုးမြို့ကန်မြို့သမီးတူကလည်းပြောပြပါဗျ။အဲတော်တော်များများ ပြည်သူတွေလည်းပြန်ရောက်လာကြပြီပေါ့တချို့တခြားမျိုးမှာတွားရှောင်နေတဲ့လူတွေကလေးဟိုကြောင်းပိမပြန်လာမယ်ဆိုတဲ့လူတွေလည်းပြန်လာကြတယ်ပေါ့တော်တော်များများလေးကိုပြန်ရောက်လာပြီပေါ့နော်အဲတချို့မလာသေးတဲ့လူတွေကြတော့လေအဲတာရပါလားမလာရမှာလားအဲ့လိုမျိုးတွေပေါ့ဝီခွေမရဖြစ်နေတာတွေလည်းရှိတယ်ပေါ့ဒီဘုံကိုချင်းတွေကတော့တန့်ရှင်ရေးတွေလုပ်ပြီးတော့အတန်လေးနည်းနည်းကြတာနဲ့ဝင်ပြေးတာတွေဝင်အိတ်တာတွေပေါ့အဲ့လိုမျိုးနေရာတွေမျိုးတွေလည်းရှိလာပြီ စကားစားပြန်ရောက်လာပြီဆိုရင်ပေါ့ငါတို့ရဲ့တာသမီတွေကတော့တွားပါပြီပေါ့ပေါ်ပါပြတ်ပါပြီဆိုပြီးတော့ညီရဲ့ပြည်သူတွေလည်းတော်တော်များတယ်ပေါ့နော်အဲပြီးလို့ရှိရင်တချို့တွေကကြတော့လေအခုတခြားမျိုးတွေမှာပေါ့ဒီတခြားလွတ်လွတ်မြောက်နေမိတွေမှာပေါ့နော်အင်ကန်ငါးတွေအလိုသွားကြည့်ထားတာတွေရှိလာကြတယ်ပေါ့နော် MNDA ကိုကန့်တက်တဲ့မဟာမိတ်တီရဲ့ထိုးစစ်ကြောင့်စစ်ကောင်စီတပ်အထိနာနေချိန်မှာတေယုတ်ဆိုးရကအပြည့်ရဲ့ဆွေးနွေးပွဲလုပ်ဖို့စီစဉ်ပေးခဲ့တဲ့ကြောင်း စစ်ကောင်စီတပ်တက်တာသွားကြောင်းလည်းမြို့ကန်တွေကဆိုကြပါဗျ။ပြီးခဲ့တဲ့မတ်လ22ရက်နေ့ကလည်းမြို့ပေါ်ကနေရာတချို့မှာကိုကန့်တက်တီမစိုးဘူးနဲ့တရုတ်ဆန့်ကျင်ရေးကြောင်းရေးသားထားတဲ့စာတွေကိုလူစီကားတဲ့နေရာတွေမှာကပ်ပြီးတော့ဆန္ဒပြခဲ့ကြပါသေးတယ်။အဲဒီနေ့မှာပဲစစ်ကောင်စီနဲ့ MNDA တို့ကိုမင်းမြို့မှာစီးနေပွဲလုပ်ကြရလဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ပြောင်းဝင်လာရင်လမ်းရှုမြို့အုပ်ချုပ်ရေးမှာပါဝင်ကူညီနေကြတဲ့ဒေသခံတွေနဲ့ CDN ဝန်ထမ်းတွေကိုအညှို့ထားနှိမ့်ကွန်မာကိုလည်းစိုးရိမ်နေကြတယ်လို့အသက်60ရွယ်မျိုးသားတူကပြောပြပါဗျာ။ ခန္ဓာလာနိဗ္ဗာန်ရှိတဲ့ MND ရဲ့အုပ်ချုပ်မှုနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးဖို့စော်သည်ကြောင်းစစ်ကောင်စီတက်ပြန်မလာစေလိုကြောင်းသူကပြောပြပါဗျာ။ဖက်တလန်ရှိုးဒီကနေရလို့ပဲဒါတော့မတဲလို့မှနောက်ဆုံးနေတော့အော်လေ MND ဒီမှာသူကလည်းလို့မှာပြောနေကြရတယ်။ဒါကဘယ်လိုလုပ်ဖို့လဲဒီကျတော့ဒီမှာနေကလေးအချို့ကြီးဒီစံထားတယ်ဒီလိုဒီပြန်တော်နေတဲ့စီစီပြန်စားတဲ့ပြလို့ဘူး။ အထူးကျေးဇူးတင်ရလို့ဒီလေးကိုကျွန်တော်တို့မဆိုပါဘူးလေအဲ့ဒါတော့စိတ်ကြည်ပါတယ်လို့ပြောချင်ချင်ပါတယ်ချမ်းမြေ့တဲ့နေရာတော့မှာဒီတကယ်လို့ရင်းငါလည်းအလိုပဲဒီလိုအဲ့ဘုံအပ်တဲ့စိတ်ကြည်လို့ကဒီတော့ဆက်ပြီးပြောမှာဆိုလို့ရှိရင်ဘောလေးချမ်းမြေ့တဲ့နေရာကောင်းဒီလိုပြလိမ့်မယ်လို့အလိုပေါ်ရရှိတယ်တဆယ်နှစ်ဆက်ကုန်စစ်စီရင်ပထမလိုင်းအတွင်းမှာမြို့ပေါင်းများစွာကိုတိမ့်နိုင်ခဲ့တဲ့ MNDA တပ်ဟာ စစ်စင်ဒုတိယလိုင်းဖြင့်2024ဇူလိုင်လမှလာရှုံမျိုးနဲ့စစ်ကောင်စီရဲ့ရှေ့မြောက်တိုင်းစစ်တနာကျုပ်တို့ကိုတင်ပိုင်နိုင်ခဲ့ပါတယ်။စစ်ကောင်စီရာမျိုးကိုလက်လွတ်ရပြီးတဲ့နောက်လေကြောင်းကနေရက်ဆက်ပုံချဲတိုက်ခတ်ခဲ့ပါတယ်။လာရှုံကနေတက်ပြက်ပြီးတော့ပြန်လည်ဆုတ်ခွာလာတဲ့တက်ဒီကိုလူနဲ့လက်နဲ့ရိတ်ခါတွေဖြစ်တင်ပြီးတော့အဲ့ဒီနေရာနဲ့မိုင်60ကျော်သာဝေးတဲ့မိုင်းရဲတန်ရန်နဲ့နက်လမ်တို့မှာပြန်စုဖွဲ့ထားပြီးတော့လာရှုံကိုပြန်ဝင်ရောက်နိုင်ဖို့ပြင်ဆင်နေတယ်လို့လည်း CDM ဗိုလ်ကြီးစင်ရောကဆိုပါတယ်။လာရှုံကိုလည်း လိုပုံစံနဲ့ဝင်မယ်ဆိုတာသာမသိရပေမဲ့လာရှုံမျိုးပေါ်12ရက်ကွက်ကူတော့စစ်ကောင်စီကပြန်ပြီးတော့ရုံးထိုင်မဲ့အနေအထားမျိုးရှိတယ်အဲ့လိုမျိုးရုံးထိုင်ပြီဆိုရင်လည်းဒီလာရှုံပြီးသွားရင်ကျွန်တော်တို့ခေါင်းဝင်ကိုဆန့်ပေါ့နော်စစ်တပ်ရဲ့တဘောကခေါင်းဝင်ကိုဆန့်အနေအထားနဲ့ရှိမဲ့ကျွန်တော်တို့ကြောင်မဲနောင်ချူဘက်တီကိုအစစ်မျက်နှာဖြည့်လာနိုင်တယ်ဥစားစစ်မျက်နှာထပ်ပြီးတော့ချဲ့လာနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်း MNDA တို့အနေနဲ့ကဒါသူတို့ကြီးမားတဲ့ဖိအားကြောင့်ဒါဒီလိုမျိုးဆုံးဖြတ်ရတယ်ဒီလိုမျိုးလုပ်ရတယ် ဖြစ်မှာပေါ့နော်တကယ်တမ်းကတော့မြေပြင်မှာတက်ယူထားတဲ့သူတွေကအတိဆုံးပါကြီးမားတဲ့ဖီအားကြီးမားတဲ့ပြဿနာအခြေအနေကြောင့်သာဒီလိုမျိုးလောက်ရတာဖြစ်မယ်သူတို့လည်းစစ်ကောင်စီရဲ့ဒဏ်ရန်ထိုးစစ်တွေချက်လာမှစိုးတဲ့အတွက်လာရှိုးပေါ့နော် လာရှိုးကိုစိုးမိုးထားတဲ့နေရာတွေမှန်တယ်မြတ်သူတို့တွေတက်ဆွဲထားလိမ့်မယ်လို့ပဲဒါပြောရမှာဖြစ်ပါတယ်အခုခါမှာတော့မြို့ပေါ်မှာစီကားနေပြီးနှစ်စင်တကြံပွဲတွေကျင်းပလိမ့်ရှိတဲ့မြို့ဝင်ကရန်တိုင်းအောင်ဖျားနာမှာတကြံမန်းနဲ့တွေထိုးနေပြီဖြစ်တယ်လို့သိရပါဗျာ။ မန်ချက်တာ22ရက်နေ့ကစခဲ့တဲ့ဆင်နွေပွဲမှာလည်းထူးခြားတဲ့သဘောတူညီမှုမရခဲ့ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ဒီအချိန်ကြီးကြောင့်လာရှုမြို့မှာတိုက်ပွဲတွေနဲ့လေကြောင်းတက်ခတ်မှုတွေထပ်ဖြစ်လာမှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်ခင်ဗျာ။